ဆိုတော့ဒင်းလာသားသမီးတွေတွေကံကြမ္မာဆိုရင်တော့နံပါတ်၁ကတော့မေရိုကြီးဆိုတဲ့နာမည်ကျလာပါဘောနော်မေရိုကြီးကနှစ်ကနန်းကိုကိုစားပြုတယ်ငွေချင်းနဲ့ပတ်သက်ပြီးတော့ကံတရာကောင်းတာတွေကိုညွှန်ပြနောက်သူ့ရဲ့ကံတရားကတော့အေးချမ်းနာရဲ့တည်ငြိမ်နာရဲ့ညွှန်ပြတဲ့တေတော်နာမည်ဖြစ်ပါတယ်အဲတော့ဒင်းလာသားသမီးတွေကဒီကာလတွေမှာဆိုရင် အလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့ကံတရာကောင်းတာပေါ့နော်အဖေကနေပြီးတော့အစဉ်ပြေခြင်းတွေကံကောင်းခြင်းတွေရှိတယ် အဓိကတော့ငွေကြေးနဲ့ပတ်သက်တဲ့အကျိုးအမြတ်တွေမမျှော်လင့်မနဲ့ရရှိတတ်တဲ့အချိန်ကာလမျိုးဖြစ်တတ်တယ်ငွေကြေးနဲ့ပတ်သက်ရင်ကန္တရာကောင်းတာပေါ့နော်အဲ့တော့လက်ရှိကိုလောက်ကန်နေတဲ့စီးပွားရေးတွေအလုပ်ကန်နေတဲ့အကြံစီတွေစိတ်ကူးတွေမှာထူးထူးခြားခြားအကျိုးအမြတ်ရရှိတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ငွေကြေးကန္တရာကောင်းတတ်တယ်အဖေဘာကလည်းအစဉ်ပြေခြင်းတွေရတတ်တယ်။လက်ရှိလောက်ကနေတဲ့စီးပွားရေးလုပ်ငန်းတွေမှာဆိုရင် အောင်မြင်ခြင်းဖြစ်ထွန်းခြင်းတွေဖြစ်တတ်တယ်။ ဆက်ရှိလုပ်နေတဲ့စီးပွားရေးလုပ်ငန်းဆောင်တာတွေကိုတိုးချက်လုပ်ကင်ပြီးတော့အောင်မြင်မှုရတယ်။အလုပ်တွေတိုးချက်လုပ်ရင်ကောင်းမလားမကောင်းလားဆိုရင်တော့ကောင်းတယ်နော်။နောက်တစ်ခုကလုပ်ရင်လက်ရှိလုပ်နေတဲ့စီးပွားရေးလုပ်ငန်းတွေလုပ်တယ်မလုပ်တယ်ပေါ့။လုပ်ရင်ကောင်းမကောင်းသတိဖြင့်အဲ့လိုမျိုးစဉ်းစားနေတယ်စဉ်းစားနေရတဲ့ကိစ္စလေးချင်းလုပ်တဲ့ဘက်ကိုဦးစားပေးပြီးတော့ရွေးချယ်တင်တယ်။ဒီကတော့အလုပ်ကင်ကန္တရာကောင်းတယ်။အလုပ်လျှောက်ရင်လွယ်လွယ်ကူကူရတတ်တယ်။ ။နောက်အလုံးထက်မှာယာဓုတိုးတဲ့ကိစ္စတွေလာသာတိုးတဲ့ကိစ္စတွေနေရာကောင်းရတဲ့ကိစ္စတွေကြုံမှာ။တော်တော်လေးကောင်းပါတယ်။စီးပွားရေးတနင်္လာသားသမီးတွေရဲ့စီးပွားရေးအလုပ်အကိုင်းအကျန်စီဆိုရင် အောင်မြင်မဲ့ကံစားတာမျိုးရှိတာပေါ့နော်။နောက်ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်တဲ့ဆေရထားဆိုတဲ့နမိတ်ကြတော့နော်။ဆေရထားနမိတ်ကကြတော့ဘာကိုညွှန်ပြတာလဲဆိုတော့သူကယံဖြစ်တာပေါ့။အဲ့တော့မမျှော်လင့်မနဲ့ဆွေမျိုးသားချင်းတွေနဲ့ယံဖြစ်တတ်တယ်။ တယောက်နဲ့တောင်အတိုက်ခံနေဖြစ်တတ်တယ်တရားတလန်တန်တလန်ဖြစ်တတ်တယ်ဒီချိန်မှာအမွေနဲ့ပတ်သက်တဲ့ကိစ္စတွေတယောက်နဲ့တောင်ပြောကြပြောရမယ်ဆိုရမယ်ဆိုရင်အဆင်မပြေဘူးလို့ပဲပြောမှာဖြစ်ပါတယ်ဆွေမျိုးသားချင်းတွေကတော့မမျှော်လင့်မနဲ့အတိုက်ခံတွေကြုံရတတ်တာပေါ့နော်လူမှုရေးကံတာမှာကြတော့အေဂရက်အေဂရက်ဆိုတော့အရန်ကောင်းတာကြီးလည်းမဟုတ်ပါဘူးမမျှော်လင့်မနဲ့ဒိဋ္ဌာသားကြီးတွေကလူမှုရေးနဲ့ပတ်သက်ပြီးတော့ အတိုက်ခံလေးတွေအနောက်ရက်ကလေးတွေအခက်ခဲလေးတွေတော့ကြုံရတတ်ပါတယ်။ငွေကျင်းနဲ့ပတ်သက်တဲ့ကံတရာမှာကျတော့ the lover ဆိုတဲ့နာမည်ကျတော့နော် the love ဆိုတာပျော်ရွှင်ရတာပေါ့။အဲတော့ငွေကျင်းကိုအကြောင်းပြုပြီးတော့ဒိဋ္ဌသာသမီတွေကအစဉ်ပြေတယ်။စိတ်ချမ်းသာမှာပေါ့နော်။ငွေကံတွေပါလေကောင်းမှာငွေကံကောင်းတယ်ငွေကျင်းနဲ့ပတ်သက်ပြီးတော့ပူပန်တော့ကกินတယ်။အဖေကလည်းအစဉ်ပြေခြင်းတွေ၊ကံကောင်းခြင်းတွေ၊စိတ်ချမ်းသာရခြင်းတွေ၊အောင်မြင်ခြင်းတွေကြုံမယ်။ ကြောက်ကြကြည်တဲ့ငွေတွေချောချောမောမောရမယ်ပေးကြကြည်တဲ့ငွေတွေလည်းချောချောမောမောပေးနိုင်တယ်မမျောလင်းမနဲ့ထီတွေပါတွေလည်းပေါက်တတ်ပါလားထီတွေပါတွေပေါက်တတ်တယ်အိုးအိမ်နေရာတိုင်းငင်းနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေတတ်ပါတယ်ကျမ်းမာရေးကတော့နည်းနည်းလေးသတိထားသင့်တယ်ပေါ့နော်ဒီအချိန်မှာတင်နာသားသမီးတွေအတွက်သတိထားမယ့်ကိစ္စဘာပါလဲဆိုတော့ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကံစားတာပါအဲတော့ရုပ်တရက်မမျောလင်းမနဲ့ကျမ်းမာရေးခြူကြတတ်တယ် ကျမ်းမာရေးညံ့သွားတတ်တယ်စေုံစေကံကိုမမျော်လင့်မနဲ့ရောက်ရှိသွားတာမျိုးတွေဖြစ်တတ်ပါတယ်။နောက်ပညာရေးကိစ္စတွေအဋိဌာန်နဲ့ပတ်သက်တဲ့ကိစ္စတွေကတော့ထူးထူးခြားခြားလှုပ်ဖြစ်မယ်လှုပ်လို့ချင်းလည်းအဆင်ပြေမယ်။အောင်မြင်မဲ့ကံတရားမျိုးတွေရှိပါတယ်။နောက်ဒိဋ္ဌာန်သားတွေအထူးခြားချက်ကတော့အဋိဌာန်တွေပါတွေအတွက်အင်္ဂမကောင်းပါတယ်။နောက်ချိန်အောင်နဲ့ပတ်သက်တဲ့ကံတရားမှဆိုရင်တော့မောဝိဇ္ဇာတဲ့ဝိဇ္ဇာမှတကယ်တော့နတ်မှတကယ်တော့အဆင်ပြေတာကိုညွှန်ပြတယ်။ အဲ့တော့ဒိဋ္ဌသာသမိတွေအခြေအနေပတ်သက်ရင်ကံတရာကောင်းတယ်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့ကံလာတာကောင်းတယ်အခြေအိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့တဲ့အစင်မပြေဖြစ်နေတဲ့ကိစ္စတွေရှိရင်လည်းသူ့လိုလိုပြေလည်သွားတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့ဒီကာလမှာဒိဋ္ဌသာသမိတွေအတွက်ကတော့နံပါတ်၁ကတော့အလုတ်ပေါ့နော်အရေးကြီးတဲ့ကဏ္ဍတွေတော်တော်များများတော့ကောင်းပါတယ်အလုတ်ကံကောင်းတယ်နံပါတ်၁နံပါတ်၂ကငွေချင်းနဲ့ပတ်သက်ရင်ကံတရာအထူးကောင်းတယ် တော့တိတ်မကြိုးစားပဲနဲ့ငွေတွေဝင်လာဖို့ရှိတာပေါ့နော်သတိထားမှာတော့နှစ်ပိုင်းပေါ့နော်တစ်ပိုင်းကတော့ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အဖို့တစ်ကလေးတွေဖြစ်တတ်တယ်နံပါတ်2ကကျမ်းမာရေးလေးမမျှော်လင့်မဲ့နဲ့ရုပ်တရည်ညံ့တာမျိုးလေးတွေဖြစ်တတ်တယ်အဲ့နှစ်ခုတော့နည်းနည်းဒါဂယုတစိုက်ရှိဖို့လိုအပ်ပါတယ်တင်းလာသားသမီးတွေတွေအကျိုးပေးတဲ့ကံကောင်းစေတဲ့အရာောင်းဆိုရင် အပြာရောင်နဲ့နီညူရောင်နဲ့ကောင်းပါလေနောက်6စာ3စုံ3စာ6စုံစတဲ့နံပါတ်တွေကကြတော့ တင်းလာသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းစေတဲ့နံပါတ်တွေဖြစ်ပါတယ်မြတ်စွာဘုရားကိုတစ္ဆာပန်တစ္ဆပန်ပေါ့နော် ကိုးကက်ကက်လူပူသွားပြီးတော့ဆူတောင်းမှာတင်းလာသားသမီးတွေကြုံတွေ့ရတဲ့မကောင်းတဲ့ကံသာတာအញ្ញံခိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာစန္ဒရရှိကြစေမှာ ဖြစ်ပါတယ်